တဏ္ဍကုံရဲ့ညင်နွမ်းမှုနဲ့တဏ္ဍကုံရည်ရှိမှုအကြောင်းပဲနော်။ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တဏ္ဍကုံအကြောင်းဟောလာတာဘယ်နှခုရှိသွားပြီလဲ။ခုနှစ်ခုနော်။နံပါတ်၁ပြီးတဲ့ကံမှာနံပါတ်၁ကတဏ္ဍဆိုတာဘာလဲဆက်ရှင်းပြီးပြီနော်။နံပါတ်၂ကတဏ္ဍကုံဆိုတာကဘာလဲရှင်းပြီးပြီ။နံပါတ်၃ကတဏ္ဍကုံတည်သူဆိုတာကဘာလဲဒါလည်းပြောပြီးပြီ။နံပါတ်၄ကတဏ္ဍကုံအမျိုးအစားဘယ်လောက်ရှိတယ်လဲဒါလည်းပြောပြီးပြီ။ နံပါတ်၅ကတရဏဂုံရဲ့အကျိုးတရားဘာတွေလဲဒီပိုင်းမှာလဲလောကီတရဏဂုံလောကုတ္တရာတရဏဂုံတို့ရဲ့အကျိုးတရားတွေကိုပြည့်ပြည့်စုံစုံတော်တော်လေးပြောခဲ့ပါတယ်နော်နောက်တစ်ခုနံပါတ်၆ကတရဏဂုံရဲ့ညင်နွမ်းကြောင်းတွေကဘာလဲတရဏဂုံညင်နွမ်းပုံအပိုင်းချင်းပြောပြီးပြီနော်နံပါတ်၇ကတော့တရဏဂုံရဲ့ပျက်စီးခြင်းဘယ်လိုအကျောင်းကြားတွေကြောင့်တရဏဂုံပျက်စီးသွားတယ်လဲဒီ၇မျိုးအဖြစ်နော်ဝေဖန်ပြီးတော့ခုတရဏဂုံအကျောင်းတော့ပြောပြီးပြီ ရောက်ပြီးတဲ့အချိန်ကမှဒီတရဏဂုံတရားနဲ့ဂွင်းဆက်တရားတက်ကိုရှိနေတယ်ဥပဒကအကြောင်းနော်ဒီတော့ဒီဥပဒကအကြောင်းနဲ့ပတ်တယ်လို့ဥပဒကဆိုတာကိုနည်းနည်းလေးနားလည်သိတယ်ခုခေတ်အများအဖြစ်နားလည်နေတာကတော့ပစိုးအဖြူလေးတွေအင်းကြီးအဖြူလေးတွေဟုတ်ပြီးတော့ရင်းစီလေးနဲ့လိုက်ပြီးသံခံတဲ့ပုံစံတွေကိုဥပဒကလို့မျက်နှာအဖြစ်နဲ့နားလည်နေနော်ခုဒီမှာဆိုလိုတဲ့ဥပဒကတွေကဘာလဲဆိုတာကိုသဘောပေါက်ဥပဒကအကြောင်းနည်းနည်းပြောမယ် ဥပဒကဝိတိကောတလထပဏိတကောဥပဒကောကတမဥပဒကောတိဥစ္စတိဣမတတိလကောအဇိယောကဝိပါတိကာတံပတိတိဣတံပကိဋ္ဌကဝိတိတဗံဥပဒကအကြောင်းပြောမယ်ဆိုလို့ရှိရင်ပေါ့နော်နားလည်သိတဲ့အချက်နံပါတ်1ဥပဒကဆိုတာကဘယ်လိုပုဂ္ဂိုလ်လဲနံပါတ်2ဘာကြောင့်ဥပဒကလို့ခေါ်ဆိုရသလဲနံပါတ်3ဥပဒကရဲ့ကျင့်ဝတ္တိလကဘာလဲနံပါတ်4ဥပဒကတို့ရဲ့အတ္တမွေးဝမ်းကြောင်းကဘာလဲ နံပါတ်5ဥပဒကရဲ့ပြည့်စုံခြင်းကဘာလဲနံပါတ်6ဥပဒကရဲ့ပြည့်စုံခြင်းကဘာလဲပေါင်းလိုက်တော့ခဏချင်းလဲ6ချက်ဥပဒကနဲ့ပတ်တဲ့ဒီ6ချက်ကိုလိမ္မာကျမ်းကျင်စွာတက်လိနားလည်ထားဖို့လိုတယ်တစ်ချိန်မှာနာမည်ကျော်ဖြစ်တဲ့မဟာနာမင်းသားကြီးကနေပြီးတော့မြတ်စွာဘုရားထံချင်းကပ်ပြီးတော့လျှောက်ထားခဲ့ဘူးတယ်နော် ဘယ်လိုပုဂ္ဂိုလ်ကိုဥပါဒကခေါ်တယ်လဲဆိုတဲ့အကြောင်းကိုမင်းမြန်ဆရာခဲ့တဲ့အချိန်ခါမှာဘုရားရှင်ဘက်ကလည်းပြန်ပြီးတော့အပြေပေးထားတယ်နော်ဘယ်လိုဟောထားလဲယတောကောမဟာနာမဗုဒ္ဓန္တရဏံကတောဟောတိဓမ္မန္တရဏံကတောဟောတိသံဃန္တရဏံကတောဟောတိဣဒ္ဓဝတကောမဟာနာမဥပါဒကောဟောတိမဟာနာမဓမ္မတက္ကရမဏံယတောအချင်းအကြောင်းကြောင့် ဗုဒ္ဓမြတ်စွာဘုရားကိုယ်တရဏံကိုယ်ပွေလီလျောင်းပေါ်မှီကိုရောက်ဟု၍ကတော့ယုံကြည်သိမှသီကတိဟောကြည့်ဖြစ်၏ဓမ္မံမေဖို့နိဗ္ဗာန်ဓမ္မခန့်ဟုသရဏထင်ဘောတရားတော်မြတ်ကိုတရဏံကိုယ်ပွေလီလျောင်းပေါ်မှီကိုရောက်ဟု၍ကတော့ယုံကြည်သိမှသီကတိဟောကြည့်ဖြစ်၏မင်္ဂံရှိအောင်ထင်ဘောရိယထေတံဃာတော်မြတ်အပေါင်းကိုတရဏံကိုယ်ပွေလီလျောင်းပေါ်မှီကိုရောက်ဟု၍ကတော့ယုံကြည်သိမှသီကတိဟောကြည့်ဖြစ်၏ မဟာနာမတကားတော်မဟာနာဣတဝတ္တခောဤမြတ်လောက်သောအတိုင်းရှိပမာဏအဖြစ်ဥပါတကောယရဏသုံးပါးကိုကိုယ်ကိုယ်ရှိကတတ်တဲ့ဥပတကတေကတိဟောတိဖြစ်ပေ၏။ဘုရားတရားသံဃာယရဏသုံးပါးကိုကိုယ်ကိုယ်ရှိက နေတဲ့ပုဂ္ဂိုလ်ဒီပါလေဥပတကလို့ခေါ်တယ်နော်။ဒါကြောင့်ကောဥပါတကောတိယောကောစီတရဏကတောဂဟထောလူပုဂ္ဂိုလ်ပဲဒါကတော့ ဥပဒကဥပဒကဆိုတာကဘယ်လိုပုဂ္ဂိုလ်လဲလို့မင်းယရဏသုံးပါးတို့ကိုယ်ကိုယ်စိတ်ကနေတဲ့လိုးကြောင့်တွေကိုဥပဒကလို့ခေါ်တယ်နော်အခုတန်းပြတရားနာနေတဲ့အခုဒကာကြီးတွေဒကာမကြီးတွေဥပဒကဥပသိကဆိုတဲ့အစင်းနဲ့မှမဝင်ဘူးလားဝင်နေတယ်ယရဏသုံးပါးကိုကိုယ်ကိုယ်စိတ်ကနေတဲ့လိုးကြောင့်တွေဒီပါလေဥပဒကဘာဖြစ်လို့လဲကတ္တမဥပဒကောတိယရဏတရားတာဥပဒနာတော် တောယိဗုဒ္ဓဥပဒတိတိဥပဒကောတထဓမ္မတံကံယရဏသုံးဘကိုကိုယ်ပွင့်သိကတတ်တဲ့အတွက်ကြောင့်သူတို့ကဥပဒကလို့ခေါ်တယ်။အဲဒါဘုရားကိုကိုယ်ပွင့်သိကတတ်တဲ့အတွက်ကြောင့်ဥပဒကလို့ခေါ်တယ်။မေဖို့နိဗ္ဗာန်ဓမ္မခန်းလို့ခေါ်ဆိုအပ်တဲ့စေရန်သင်္ဘောတရားတော်မြတ်ကိုကိုယ်ပွင့်သိကတတ်တဲ့အတွက်ကြောင့်ဥပဒကလို့ခေါ်တယ်။ရှင်းအောင်သင်္ဘောအရိယတန်ဃာတော်မြတ်အပေါင်းကိုကိုယ်ပွင့်သိကတတ်တဲ့အတွက်ကြောင့်သူကဥပဒကလို့ခေါ်တယ်။သိကတတ်နော်။ ကဲနောက်တစ်ခုဒီဥပဒကရဲ့ကျင့်ဝတ်သီလကဘာလဲနော်ဒီမာတာကိမာတာသီလံတိပင်စဝေရမဏီယောငါးပါးသောကြောင့်ကျင့်မှုပဲဒီမေကုန်းနဲ့ပတ်သက်ပြီးတော့နာမည်ကျော်ဖြစ်တဲ့မဟာနာမင်းသားကြီးကနေပြီးတော့ဥပဒကတို့ရဲ့ကျင့်ဝတ်သီလဟာဘာတွေပါလဲလို့ဘုရားရှင်ကမင်းများလျှောက်ထားလို့ဘုရားရှင်က ပြန်ပြီးတော့ဖြေထားပါတယ်နော်အင်းတန်ရုပ်ပါဠိတော်တတိယအတွက်သံမြင့်တဲ့344မှာပါပါတယ်နော်344 345တို့မှာပေါ့နော် ဒီတော့မဟာနာမင်းသားကြီးရဲ့မေးမြန်းချက်ကိုဘုရားရှင်ကဘယ်လိုပြန်ဖြေထားလဲယတ္တကောမဟာနာမဥပဒကောပါဏတိပါဒပတိဝိရတော ဟောတိအဋ္ဌိနာဒနာပတိဝိရတောဟောတိကာမိတုမိစ္ဆာသာရပတိဝိရတောဟောတိမုသာဝါဒပတိဝိရတောဟောတိဒုရမေရိယမိစ္ဆာပမအဋ္ဌဌာနာပတိဝိရတောဟောတိဣဒ္ဓဝတ္တကောမဟာနာမဥပဒကောသီလဝါဟောတိဥပဒကရဲ့ပြည့်ဝသီလကဘာလဲငါဘသီလနော် ်ငါဘတိလရှင်းဖို့ပฏิပတ်ဒီဥပဒကာတို့ကြည့်ရမယ်ရှင်းဖို့ပฏิပတ်ပဲဒီတော့ယရဏသုံးပါးကိုကိုယ်ကိုယ်ရှိကနေတဲ့ပုဂ္ဂိုလ်မှန်ခဲ့ရင်ဥပဒကာခေါ်တော့ယရဏသုံးပါးကိုကိုယ်ကိုယ်ရှိကနေတဲ့ပုဂ္ဂိုလ်တိုင်းရဲ့ကြည့်ရမယ်ရှင်းဖို့ဒီပါလေငါဘတိလဖြစ်တယ်ဒီချက်ကိုတော့မမိပါနဲ့နော်ဒီချက်ကတဏ္ဏဂုံနဲ့ဂွင်းချက်ဖြစ်နေလို့ဒီပိုင်းလေးကိုအထက်ကရကလည်းဆက်ဖွင့်ထားနော်။ကဲနောက်တစ်ခုကောအာဇီဝ ဥပဒကတို့ရဲ့အတ္တမေဝံကြောင့်ကဘာလဲနော်ကောအာဇီဝတိပိသမိသဝဏိသဘာဟယတမေနတမေနသိဝိတကပ္ပနံငါးပါးသော ကုံတွယ်ခြင်းငါးမျိုးကိုကြောင်းကျင်ပြီးတော့နော်တရားတော်နိလန်ဖြင့်အတ္တမွေးခြင်းဒီဥပဒကတို့ရဲ့အတ္တမေဝံကြောင့်လုပ်ငန်းဖြစ်တယ်ငါးပါးသောကုံတွယ်ခြင်းဆိုတာကဘာလဲ ရှင်စီမဘိကဝေဝနိဇာဥပဒကေနအဂရဏိယကတမပင်္စသန္ဓဝနိဇာတတဝနိဇာမန္တဝနိဇာမိဇဝနိဇာဝိဇဝနိဇာဣမခောဘိကဝေပင်္စဝနိဇာဥပဒကေနအဂရဏိယရှင်ကုထုဟမ်ရှင်ကုထုပါဠိတော်ဒုတိယတွင်သမဏ183မှာဝနိဇာအတုတ်တန်ဆိုတဲ့အတုတ်တန်လေးတစ်ခုရှိပါတယ်ထိုတုတ်တန်မှာဘုရားဟောထားနော်ယရဏသုံးပါးကိုကိုယ်ွယ်စိတ်ကနေတဲ့ ပုဂ္ဂိုလ်မှန်ခဲ့မယ်ဆိုလို့ရှိရင်နော်ဒီကုံသွဲမှု၅မျိုးကိုတော့ရှောင်ကျင်ရအဲဒီတော့ကုံသွဲမှု၅မျိုးမှာနံပါတ်၁ကတထဝါဏိစ္စလက်နဲ့ကုံသွဲခြင်းဒီဥစ္စာကယရဏ၃ပါးကိုယ်ပဲရှိကြတဲ့ဥပဒကမှန်ရင်လက်နဲ့ကုံသွဲတဲ့လုပ်ငန်းပြုလို့ရမလားမပြုလို့ကောင်းဘူးနံပါတ်၁တထဝါဏိစ္စလူကိုကုံသွဲခြင်းလူကိုကုံသွဲတဲ့လုပ်ငန်းမပြုလို့ရဘူး နံပါတ်3ကတော့မန္တဝဏိစာအဲ့မန္တဝဏိစာကာရကသုဏကာရတရားဥရာဆိုပြီးဒီကဆရာတော်ကတော့ဖွင့်ထားပါနော်ဦးဇင်းတို့နွားလာသမားတွေကနွားကိုမွေးမြူတဲ့အပိုင်းမှာအသာတိုးပါစေခြင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်ဖြင့်မွေးဖြေကြတယ်ဩစရိယကုရောကြီးကတို့ဩစရိယမှာနွားတွေကိုဘီယာတိုက်တဲ့အကြောင်းပြောတယ်ဂျပန်မှာလည်းနွားတွေကိုဘီယာတိုက်တယ်လို့ပြောတယ် အဲ့ဒါသူတို့နွားတိုက်တဲ့ပစ္စည်းကိုဗမာပြည်ကလူတွေကတိတ်ပြီးတော့မမောပြီးတော့တောက်နေကြနော်။ဘာဖြစ်လို့ဒီဘီယာတိုက်တယ်လဲလို့မေးတော့ဘီယာခမျက်များတိုက်ထားတဲ့နွားရဲ့အသားကမာပြီးတော့ကျစ်နေတယ်။ဟုတ်တယ်မလား။အဲ့ဒါကြောင့်ဘီယာများများတိုက်တယ်။အဲ့ဒီပုံစံပေါ့နော်။အသားကိုတိုးဖို့အောင်မွေးမြူရေလုပ်တယ်။မွေးမြူရေလုပ်ပြီးတဲ့အချိန်ခါကျတော့မှဘာဖြစ်လဲ။ အသတ်တို့ဘောလာတဲ့အချိန်ကကြတော့မှဒီတန်းခေါင်တွေကိုရောက်စားတယ်အဲ့ဒီလိုရောက်စားတဲ့စနစ်ကိုမန္တဝိနိစ္စအသတ်ကိုဂုံသွဲတဲ့လုပ်ငန်းဆိုပြီးဒီလိုသတ်မှတ်ထားတယ်အဲ့ဒီလုပ်ငန်းရတဲ့ဘက်ကလည်းတော့ဥစ္စနုဘက်ကပြောဖို့တောင်းဝန်လေးတော့နည်းနည်းရှိတယ်နော်ဒီချိန်တုန်းကဒီမွေးမြူရေးနဲ့ပတ်သက်တဲ့ဟောပြောပွဲတစ်ခုမှပုဂ္ဂိုလ်တူကဟောသွားတယ်ဒါဥစဉ်မိတ်ဆွေတူကပြောပြချက်အရာပေါ့နော်ဒီပုဂ္ဂိုလ်တူကဘယ်လိုဟောသွားလဲဆိုတော့ကျွန်တော်တို့ဗမာနိုင်ငံကခက်တယ် သူများတွေမွေးမြူလုပ်တဲ့အခါကျတော့လည်းမင်းတို့ဟာကမိစ္ဆာအာဇီဝတွေပါသူကြီးပြောတယ်။ဒါပေမဲ့အလှူတန်းနေကြလို့ရှိရင်လည်းသူတို့ပဲခေါင်းရင်းကထိုင်ထိုင်ပြီးတော့အသားတွေငါးတွေထိုင်ထိုင်ပြီးတော့စက်သားတွေဝက်သားတွေသူတို့ပဲထိုင်ထိုင်စားကြတယ်။ဟော။ဒီလိုပြောသွားတယ်။အဲဒါဘယ်လိုပြောရလဲ။ဒကာကြီးတွေပြောတာ။ဟမ်။ဒီလက်ရှင်တွေပြောရလား။မဟုတ်ဘူးလေသူတွေနော်။သူက သူများတွေမွေးမြူလုပ်တဲ့အခါကျတော့မင်းတို့ဟာကမိစ္ဆာအာဇီဝမိစ္ဆာအာဇီဝဆိုပြောတယ်အလူတန်းနေကြတော့ကျက်သားဝသားတွေခေါင်းကြီးကထိုင်ထိုင်ပြီးသူတို့ကြီးပဲစားတယ်ဟောဒီစကားပြောတယ်ဘယ်နေတော့ဒကာကြီးဒကာကြီးများအိတ်ချက်ပါနေလားပါမှာပေါ့ဒကာကြီးရဲ့အလူတန်းမှသွားမစားဘူးလားဟမ်ဒါမျိုးတော်ပြီတော်ပြီဟုတ်တော့မလားကဲဒီတော့ဥစ္စလုဘက်ကလည်းအကြောင်းပြတဲ့တကူတော့ရှိပါတယ်နော် ဘုရားရှင်ကနေပြီးတော့ဒီမန္တဝိဋ္ဌာဂုံသွယ်ခြင်းလုပ်ငန်းမိစ္ဆာအာဇီဝအဖြစ်နဲ့ဘုရားရှင်ကဟောထားတယ်လေးသိချင်းတဲ့ကမ္ဘာတည်းပါရမီဖြစ်ပြီးမှမိစ္ဆာအာဇီဝပါလို့ဟောထားတဲ့ဟောကြားချက်တစ်ခုကိုဥစ္စနုကတမ္မာအာဇီဝဖြစ်ပါတယ်လို့ပြန်ဟောမယ်ဆိုရင်ဥစ္စနုကဘုရားရှင်ကိုတနည်းအားဖြင့်လေးသိချင်းတဲ့ကမ္ဘာတည်းပါရမီဖြစ်ထားတဲ့သဗ္ဗညုတဉာဏ်ကိုပြန်ပြီးတော်လှန်နေတာနဲ့မတူဘူးလား သူသွားတယ်ဥစ္စဏုံမှာတပ်ပိညာတဉာဏ်ကိုတွန်းလာနိုင်တဲ့စွမ်းအားရှိလားမရှိပါဘူးဒီတော့ဥစ္စဏုံဘက်ကယဟန်တော်မြတ်ရဲ့တာဝန်ကတော့ဘုရားရှင်ကမိစ္ဆာအာဇီဝဖြစ်တယ်လို့ပြောရင်ဥစ္စဏုံဘက်ကလည်းမိစ္ဆာအာဇီဝဖြစ်တယ်လို့ပဲဟောပြရမယ်ဒါကတာဝန်ပဲဘုရားရှင်ကမိစ္ဆာအာဇီဝဖြစ်တယ်လို့ဟောပါလျက်ဥစ္စဏုံကတမန်အာဇီဝဖြစ်တယ်လို့ဟောရင်ဒီဘုရားရှင်ရဲ့သာသနာတော်မှာဥစ္စဏုံဒီအုပ်ကိုဝတ်ပြီးနေထိုင်ဖို့မတော်တော့ဒါဥစ္စဏုံဘက်ကဝတ်တရား နော်ဒီလိုဆိုအရှင်ဆရာတို့ဘာဖြစ်လို့ဒီအလှတန်းနေကြတော့ခေါင်းကြီးကနေထိုင်နေပြီးစက်သားတွေဝက်သားတွေစားနေရလဲဟုတ်တယ်မလားအဲဒါကတော့ဆွင့်ချက်ကလေးနည်းနည်းဆွင့်ချက်နည်းနည်းတော့ရှိပါတယ်နော်ဆွင့်ချက်နည်းနည်းကဘုမွေနည်းနည်းပြောရင်တို့ဘာဖြစ်လို့လာပဲ့လဲဟုတ်တယ်မလားတို့ကပြင်းတော့လေခေါင်းကြီးကသွားစားရတော့ဟုတ်တယ်မလားဒါကသို့တော့ပြင်းနိုင်စားရမလားဒီဘက်ကဆွင့်ချက်ရှိနော် ဘုရားရှင်ကဒိဋ္ဌတုဒ္ဒပြိနိဂိတဒီအစွန်း၃ပါးလွတ်ခဲ့ရင်အစွန်း၃ပါးလွတ်နေတဲ့အတန်ကစားစီဘုရားရှင်ခွင့်ပြုထားပါတယ်။ဒီအရှင်သေးသေးဒေဝတရဲ့တောင်းဆိုချက်သူ၅ခုပေါ့နော်။တောနေဟံဖြစ်ခဲ့မယ်။ယဟန်တော်များသည့်တစ်သလုံးတောနေဟံဖြစ်ရမယ်။ယဟန်တော်များသည့်ယတ္တပတိတိပိယဝါရပင်အောက်မှသာနေရမယ်။ယဟန်တော်များသည့်ပန္နကုဒုတင်ငငန်းနဲ့ပတ်တယ်လို့ပန္နကုဒုတင်အမြဲဆောင်ရမယ်။ ယဟန်တော်မြတ်ဒီပြိမ့်ပြိမ့်လူတိုင်းနဲ့သွန်ကိုမဆက်ရဘူးပိဏပတ်ဒုတိယအမြဲဆောင်ရမယ်ယဟန်တော်မြတ်ဒီတန်ခါမဆက်ရဘူးဒီတောက်ဆုံးချက်ငါကုတ်ကိုအရှင်ဒီမရကတချိန်မှတောက်ဆုံးချက်အခုပါနော်ဒီတောက်ဆုံးချက်ငါကုတ်နဲ့ပတ်တယ်လို့ဘုရားရှင်ဘက်ကမနှရောနိုင်တဲ့အဖြစ်တည်းရှိတချို့ယဟန်တော်မြတ်ကတော့မှနေမှတရားရမယ်ပုဂ္ဂိုလ်ရှိတယ်သူပုဂ္ဂိုလ်မျိုးတော့နေစေဘုရားရှင်ခွင့်ပြုထားတယ်တချို့မမတန်မဆွမ်းတဲ့ယဟန်တော်တချို့ရှိကြတယ် ဒီပုဂ္ဂိုလ်ကြတော့ယောနီเจ้าမှာနေမတရားရမယ်ပုဂ္ဂိုလ်မျိုးဖြစ်ခဲ့ရင်လေယောနီเจ้าနေစီဘုရားရှင်ကခွင့်ပြုထားတယ်တချို့ပုဂ္ဂိုလ်ကြတော့တော့နေလဲတရားရနိုင်တယ်ယောနီเจ้าမှာနေလဲတရားရနိုင်တယ်ဆိုရင်ထိုပုဂ္ဂိုလ်မျိုးကတော့ဘုရားရှင်ကတော့နေစီဒီလိုပဲခွင့်ပြုထားဘာကြောင့်လဲနောင်လာနောင်သားတွေဒိဋ္ဌိအနုပတိအတုယူပြီးအစဉ်လိုက်ပြီးကျင့်နေအောင်တော့နေစီဆိုဒီလိုခွင့်ပြုထားပါတယ်နော်ဒါကြောင့်ဘုရားရှင်က ယဟန်အလုံးတော့အမြင်နေရမယ်ဆိုတဲ့သတ်မှတ်ချက်ကိုမပေးနိုင်မလဲရောနိုင်နောက်တစ်ခုပဋိကုသင်္ဂန္တဆောင်ကြည့်ဒီဘက်ကလည်းပဋိကုသင်္ဂန္ကိုနှစ်လက်အလိုရှိခဲ့ရင်ဆောင်ကြည့်ဆရာရှင်ခွင့်ပြုထားတယ်အလိုမရှိခဲ့လို့ဒကာတော်မလှူဒန်းတဲ့သင်္ဂန္ကိုဝုံယုံခဲ့ရင်လည်းမေဖို့နိဗ္ဗာန်ကိုမတားနိုင်ပါဘူးရနိုင်တဲ့သွန်အားရှိနေတယ်ဒါကြောင့်ဆရာရှင်ကအလိုရှိခဲ့ရင်လည်းဒကာတော်မလှူဒန်းတဲ့သင်္ဂန္ဝုံယုံသုံးဆောင်ခြင်းတခွင့်ပြုထားပြီးဖြစ်တယ်နောက်တစ်ခု သေတပင်ဝါဒီပင်အောက်မှာတနည်းရမယ်ဒီချက်နဲ့ပတ်တယ်လို့ဘုရားရှင်ကငါဘုရားရှင်ဒီမောလိလကာလဘလုံးဝါစုံကြောင်းကိုခွင့်ပြုထားပြီးဖြစ်တယ်ဥတုကာလခေါ်တဲ့သောင်းလိလအွေလိလမှာတော့သေတပင်ဝါဒီပင်အောက်၌အလိုရှိက နေထိုင်ခြင်းခွင့်ပြုထားပြီးဖြစ်တယ်အလိုမရှိခဲ့ရင်မနေနဲ့ဘူးအလိုမရှိခဲ့ဘူးဆိုတာတချို့သောင်းတဲ့ကာလအလွန်အေးတဲ့အချိန်ခါမှာရမရင်မမြတ်တတ်တဲ့ပုဂ္ဂိုလ်သေတပင်ဝါဒီပင်အောက်မှာနေလို့မရနိုင်ဘူး ရမယင်သိထုတ်တဲ့ပုဂ္ဂိုလ်နှွေကာလမှာတိတိပင်ရင်ဝါရပင်အောက်မှာနေလို့မမြတ်တတ်နိုင်ဘူးနော်။ဒါတော့မနေလို့ပဲဒီပုဂ္ဂိုလ်ကြောင်းနေနေကတရားမရနိုင်ဘူးလား။ရနိုင်တယ်ဆွမ်းအားရှိ။တိတိပင်ရင်ဝါရပင်အောက်နေခဲ့ရင်လည်းတရားရနိုင်တဲ့ပုဂ္ဂိုလ်တွေရှိကြတယ်။ဒါကြောင့်မြတ်စွာဘုရားကနှစ်ခုနှစ်မျိုးနှစ်ဖက်ခွင့်ပြုထားရတယ်။နောက်တစ်ခုဘိနဘတ်တို့တင်ဆောင်ဖို့ရန်အတွက်ငါဖျားခွင့်ပြုထားပြီးဖြစ်တယ်လို့ရှိခဲ့။ ဒါကြောင့်မရင်ပြည့်ပြည့်လှူဒါန်းတဲ့သွမ်းကိုစားရခြင်းတည်းဟူသောအကြောင်းကြောင့်လည်းမေဖို့နိဗ္ဗာန်ကိုတားနိုင်လားမတားနိုင်ဘူး။ဒါကြောင့်ဒီလောကဟောခဲ့တဲ့မဂ္ဂရလေတော်မှာဆွမ်းဆန်းနေတဲ့ကုရောလိကြီးပေါ့။ဒါကကအိမ်မပင့်ပင်ပြီးတော့လေပဇွန်ဟင်းလေးနဲ့ဆွမ်းချက်ခဲ့။ဒီကိုယ်တော်ဆွမ်းဆန်းရင်းနဲ့ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းစီးပြန်လိုက်တဲ့အတွက်မေဖို့နိသတ္တပတ္တိမညာပုံညာမရဘူးလား။ဟုတ်ပါရဲ့။ဒါကြောင့်ဒါကြောင့်မပြည့်ပြည့်လှူဒါန်းတဲ့သွမ်းကိုစားခြင်းတည်းဟူသောအကြောင်းကြောင့်လည်းမေဖို့နိဗ္ဗာန်ရဲ့အန္တရာယ်ဖြစ်နိုင်လား။ <laughs> 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 မဖြစ်နိုင်ဘူးဒါကြောင့်အလွတ်ရှိခရင်ပင်လေးပါလူတင်ဆောင်စေအလွတ်ရှိခရင်လဲဒကာရကမလှူဒန်းနေတဲ့ပြင်းပြင်းလှူဒန်းတဲ့ဆွမ်းတွေကိုတရားစီဒါဘုရားရှင်နှစ်ဖက်ခွင့်ပြုထားပြီးဖြစ်တယ်နောက်တစ်ခုအတန်းကအတန်းကနဲ့ပတ်သက်လို့ကြတော့ဘုရားရှင်ကငါဘုရားရှင်ဒီအစွန်းသုံးမှလွတ်တဲ့အတန်းကကိုခွင့်ပြုထားပြီးဖြစ်တယ်အစွန်းသုံးမှလွတ်တဲ့ဒါဥစ္စေလို့ဘုရားရှင်ရဲ့ဉာဏ်တော်ဟာသိကြည့်ဖို့ကောင်းပါတယ်ဒီပိုင်းအစွန်းသုံးမှလွတ်တယ်ဆိုတဲ့ဥစ္စာက ယဟန်တော်ရဲ့အတွက်ရည်ညွှန်းပြီးတော့တတ်တယ်လို့မြင်ခဲ့မယ်မဆန်းနဲ့ယဟန်တော်ရဲ့အတွက်ရည်ညွှန်းပြီးတော့တတ်တယ်လို့ကြားခဲ့မယ်မဆန်းနဲ့ယဟန်တော်ရဲ့အတွက်ရည်ညွှန်းပြီးတတ်တယ်လို့တန်မြတ်ရှိခဲ့ရင်လည်းမဆန်းနဲ့ဒီအစွန်းသုံးပါပဲအဲ့ဒီအစွန်းသုံးပါလွတ်ခဲ့ရင်တော့တသီမြတ်စွာဘုရားခွင့်ပြုထားပါတယ်အစွန်းသုံးပါမလွတ်ခဲ့ရင်တော့မဆန်းပါနဲ့ဒီလိုမြတ်စွာဘုရားသတ်မှတ်ထားတယ်ဒီတော့ကျောင်းတဲ့နေတိုင်းမှာတန်ဃာတွေတစ်ထောင်လောက်ရှိတယ်ဆိုကြပါစို့နော် သံဃာတော်တော်ရှိနေတဲ့ကျောင်းတိုင်တစ်ခုအတွင်းမှာယဟန်တော်တွေကိုရည်ညွှန်းပြီးတော့အသားတွေစီစဉ်ထားတယ်ကုကလအပြောနဲ့ပြောရင်တော့ဘုတ်လောက်ထားတယ်ဆိုတာပဲဆိုတာနော်ကျွတင်ပြီးတော့သွားပြီးတော့မှာထားတယ်မှာထားပြီးတော့ကျွေးလိုက်မွေးလိုက်ခဲ့ရင်လည်းဒီယဟန်တော်တွေအလုံးကသိခဲ့မယ်ဆိုရင်ယဟန်တွေအလုံးမအဖို့မစားကောင်းဘူးအစွန်းလွတ်သလားမလွတ်ဘူးကြားနေတယ်ကြားနေတယ်မမြင်တော့လဲကြားနေခဲ့နော်အဲ့ဒါကြောင့် အဲ့ဒီပုံစံမျိုးကိုနည်းနည်းလေးလက်ခံနိုင်ခဲ့ရပေါ့ဒီကိစ္စနည်းနည်းလေးချက်ပြီးစဉ်းစားကြည့်တာဥစဉ်ဒါအယူသိမ့်ပြီးတော့သီးလို့ပြောတာတော့မဟုတ်ဘူးနော်ကျောင်းတဲ့တစ်ခုမှသံဃာတစ်ထောင်ရှိတာသံဃာတစ်ထောင်အတွက်ရည်ညွှန်းပြီးတော့တပ်ဖြတ်ထားတဲ့အတန်းကားတွေကိုဒီသံဃာတွေကတို့အတွက်ရည်ညွှန်းပြီးတပ်ဖြတ်ထားတယ်လို့သိခဲ့လို့သတ်ခဲ့ရင်အပြစ်ရှိတယ်ဆိုတာကိုလက်ခံနိုင်ခဲ့ရင်ဒီကိစ္စတွေလူပိုင်းနဲ့ပြန်စဉ်းစားကြည့်ပါဒီဝတ္တရားရှိတယ်ဒီဟာဒီမှာရှိနေတဲ့လူတွေအဲ့အတွက်ရည်ညွှန်းပြီးတော့ဒီဝက်ဒီကျက်တွေကိုတက်ပြပြီးတော့ဈေးမှာလာရောက်တယ် ဘယ်နဲ့တော့ဟင်ရည်ညွှန်းတာတည်းမှမဝင်သင့်ဘူးလားသင်္သပြေဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ချိန်လုံးကဒီမှာကိုင်လေးတွေတချို့လာပြီးဝတ်ကြတယ်ကိုင်လာဝတ်တဲ့အချိန်ကကျတော့သူတို့ကဘာပြောလဲဘိုးတော်ကဝတ်သား16ကျပ်ဆိုတာဥပုံနေကြလို့ရှိရင်14ကျပ်နဲ့ကျော်ချင်းရောက်တယ်အစောကြီးကုန်နေတယ်ဟောဥဘာဖြစ်လို့လဲဥပုံတယ်ရင်အဲ့အတွက်အเจ้าမှာကောင်းကောင်းမွန်မွန်လေးစားအောင်ဆိုတော့ရည်ရွယ်ချက်ဖြစ် ျော့စေးနဲ့ပြည်စုံထမ်းဒါရည်ညွှန်းထားတဲ့အတိတ်ပဲမျိုးမရှိဘူးလားရှိနေတယ်နော်ပြီးတော့ဥပုသ္တရီအတွက်ကိုဒီလိုပြည်စုံထားတဲ့ဆိုရင်ဒီရွာမှာရှိတဲ့လူတွေအတွက်ကိုဒီလိုပြည်စုံထားတဲ့ဆိုရင်ကဒီရွာကလူတွေဘယ်လိုနေမလဲနော်ဒါပြန်စဉ်းစားမယ်အပိုင်းမှာမျိုးတစ်မျိုးမှာရှိတဲ့ပုံကိုယ်တွေအတွက်ပြည်စုံထားခဲ့ရင်လည်းဒီမျိုးတစ်မျိုးမှာရှိတဲ့ပုံကိုယ်တွေအတွက်ရည်ညွှန်းထားတဲ့အတိတ်ပဲမျိုးမဖြစ်နိုင်ဘူးလားစဉ်းစားနည်းနည်းလေးကြည့်ရသွားနော်ဒါကြောင့်ဒီဘိန်းကြီးကတော်တော်လေးတန်မြတ်ရှိဖို့သိကောင်းလာတယ် ီတော့အစွမ်းသုံးပါးလွတ်မြေခဲ့ရင်တော့မြတ်စွာဘုရားသတိလို့ခွင့်ပြုပါတယ်။အစွမ်းသုံးပါးမလွတ်ခဲ့ဘူးဆိုရင်တော့မြတ်စွာဘုရားခွင့်ပြုခြင်းမရှိနော်။ဒီတော့ဒီအပိုင်းမှာတချို့နည်းနည်းလေးကတ်လာတယ်။အစွမ်းသုံးပါးလွတ်မှုမလွတ်မှုနဲ့ပတ်သက်ပြီးနည်းနည်းလေးကတ်တဲ့အပိုင်းကြီးတွေမှာနာမည်ကျော်ဖြစ်တဲ့အင်္ဂလိပ်လက်ထက်လောက်ကနာမည်ကျော်ဖြစ်တဲ့မဟာကန္တဝသရဘုရားကိုအင်္ဂလိပ်အမျိုးသားဒေဂါကြီးတဦးကလာပြီးတော့မိခင်တစ်ခုမိခင်အဖိုးတယ် ဥစဉ်တို့မြတ်စွာဘုရားကယဟန်တန်ဃာတော်များကိုညီတောက်တုံးတဲ့အပိုင်းမှာမြူဖုံလေးအစပုံမောတိခါလေးအစမပန်ရအောင်ရေကိုစစ်ပြီးသုံးဆွဲဖို့ပုံမောပါခဲ့ရင် ပုံမောပါတဲ့ရေကို ခုနှစ်ရက်အတွင်းမခန့်နေတဲ့နေရာမှာဒီရေကိုသွားပြီးသုံးဖို့ဒါမြတ်စွာဘုရားတတ်မှတ်ပေးထားတယ်နော်အဲဒီတတ်မှတ်ချက်နဲ့ရေကိုစစ်ပြီးတော့တောက်သုံးဖို့ရန်အတွက်မြတ်စွာဘုရားခွင့်ပြုထားတယ်ခွင့်ပြုထားလိုက်တဲ့အခါကျတော့ဒီအင်္ဂလိပ်အမျိုးသားတရားကြီးကဘယ်လိုကပ်ပြီးဖျောက်ထားလဲဒီရေထဲမှာဘယ်လိုပဲစစ်စီတဲ့ အလွန်သိငယ်နေတဲ့ပုဂ္ဂိုလ်လေးတွေရှိကြပါတယ်။ဒါကြောင့်ဒီလောက်သိငယ်နေတဲ့ပုဂ္ဂိုလ်လေးတွေပါနေတဲ့အတွက်ဒီရေကိုတောက်သုံးခဲ့မယ်ဆိုလို့ရှိရင်အပြစ်မဖြစ်နိုင်ဘူးလား။သူကတမ်းမေးတယ်။မေးလိုက်တဲ့အချိန်ခါမှာမာကန်းတယ်ဆိုတော့ဖះကတော့သူကဘယ်လိုပြန်ဖြေလဲလို့ဆိုရင်ပေါ့လေဒါတစ်ပြင်စကားကြားရတာ။မြတ်စွာဘုရားကရေကိုစစ်ပြီးတော့တောက်သုံးရမယ်လို့တတ်မှတ်ချက်ရှိတဲ့အတွက်စစ်ပြီးတော့တောက်သုံးလိုက်လို့ဒီဘိုးမလေးတွေကဒီရေနဲ့ပါရပဲဆက် တို့မြင်လည်းမမြင်ဘူးသူများအပြောနဲ့ပဲပါတယ်လို့ပဲသိရတာဖြစ်တော့ဒီလောက်သိနေတဲ့ပုံမောလေးကြီးကတော့အဘောဟာရိကအဘရဲ့အင်္ဂါအဖြစ်နဲ့မခေါ်တော့ပါဘူးလို့ဒီလိုပဲပြန်ဖြေလိုက်စစ်တော့ရမယ်ဆိုတာကိုစစ်တော့ပြီးတော့အဲ့ဒီအဘောဟာရိကဆိုတဲ့စကားကိုလက်မခံနိုင်ဘူးဆိုရင်ပေါ့ဒီကကြီးဒီနေ့အသက်ရှူဖို့တော့ခက်သွားတယ်ဘာဖြစ်လို့လဲလေထဲမှာလည်းအဲ့ဒီဘိုးကောင်လေးကြီးမရှိဘူးလားရှိနေတယ် ဒီတော့အဲ့ဒီပုဂ္ဂိုလ်လေးတွေပါတော့မှဆိုလို့အသက်မရှိဘဲနဲ့ပဲရပ်ပြီးအောင်းနေရဘူးဟမ်သဘောသဘောဒါအသွင်တစ်ဖက်ကိုသိရောက်တော့မှဆိုလို့ဒါကြောင့်ဥစဉ်ကမာကန်းတော်ဆိုတော့ဘုရားကြီးရဲ့ဖြေကြချက်ကိုတော့ဥစဉ်ကမလွတ်မချောင်းတာလက်ခံမယ်သဘောရှိတယ်ဘာကြောင့်လဲမလွတ်မချောင်းတာလက်ခံမယ်ဆိုတဲ့ဥစဉ်နဲ့ပတ်တယ်လို့ကအရှင်ဘုရားတက်တက်လို့ဘာဖြစ်လို့စားရတယ်လဲဟောဟောကျောင်းဆရာတို့ကလာပြီးတက်ရမေးတယ်ဥစဉ်တက်တက်လို့မစားပါဘူးဥစဉ်ကဒီလိုပဲပြန်ဖြေတယ်နော်ဘာဖြစ်လို့အရှင်ဘုရားကိုဒီရောမှာတက်တက်လို့စားတယ်လို့အရှင်ဘုရားပြောနေတယ်လေ ုစဉ်အတန်းကမစားတာလို့ဘာဖြစ်လို့လဲဘယ်လိုပဲအတန်းကသာမစားတာပဲဒကာကြီးတက်တက်ကဘယ်လိုမှမလွတ်နိုင်ဘူးဘာဖြစ်လို့မလွတ်လဲအဲ့ဒါအလူရှင်တွေကပို့ဆောင်မှုလားဘာလို့တော့မသိဘူးဒါပေမဲ့မနေ့စောစောထားရလို့ပဲလားအလူရှင်တွေရဲ့ပို့ဆောင်မှုလားတော့မသိဘူးဒါခါလေးအဲ့ဒီဟင်းထဲမှာ project တွေပါပါနေတယ်နော်ဟုတ်တယ်မဟုတ်လားသူက project တို့ဘာလို့ဒီထက်ပါတယ်ဆံပိုးတို့ဘာလို့ပါနေတယ်သဘောသဘောသို့တော့နောက်ဆုံး ခုပြောကြလို့ရှင်ရေထဲမှာဒီပုံမှားတွေပန်းနေပါတယ်ဒီရေနဲ့ပဲဒီအစာဟာရကဖြစ်နေရဖြစ်နေရတဲ့အတွက်ဒီလောက်သိမှားနေတဲ့ပုံမှားလေးတွေနဲ့ပန်းနေတာဖြစ်တော့ဦးဇင်းတို့ကသူများအသက်လုံးလုံးမပါပါဘူးလို့ဒီလိုပြောနိုင်မယ်ရှင်တို့မှုသားဖြစ်ခြင်းဖြစ်နေမယ်ဒါကြောင့်အတန်းကမစားပဲကြောင်ကျင်နေလို့ပြောမယ်ရှင်တို့နည်းနည်းလေးအသေးပဲရှိရင်ရှိနိုင်မယ်လို့ယူဆတယ်လို့ဒီလောက်ပဲဦးဇင်းကတော့ပြောပါတယ်နော်ဒါကြောင့်တကယ်တမ်းသူအသက်သက်လွတ်ဖို့ဆိုတဲ့အပိုင်းကလည်းဒါက ကတ်တဲ့ပုဂ္ဂိုလ်တွေအတွက်တော့နည်းနည်းလေးခက်ခဲပါတယ်နော်တစ်ချက်နောက်တစ်ခုပို့ပြီးခက်တာကဆရာတယောက်နဲ့ဒီပိုင်းနည်းနည်းလေးဆွေးနွေးဖို့တယ်ဟုတ်ဒီဝသားကလည်းဘိုးကသူကမိအဒီဂရီအပူတရား၄၀ပြည့်မှသာရှင်ဝသားရဲ့ရှိတဲ့ဘိုးကတည်တယ်ဆိုတော့ဒီဝသားစမ်းလိုက်လို့ချင်းခုနကအစွန်းလွတ်တဲ့ဝသားအနေနဲ့အစွန်းလွတ်တဲ့ခါဝသားရဲ့ရှိတဲ့ဘိုးကောင်ကသူကရှင်နေသေးတာကိုရှင်နေသေးတော့ကအရှင်လက်လာဝါးစားတဲ့အဓိပ္ပာယ်ဖြစ်နေဟုတ်တယ်မဟုတ်ဒါမဖြစ်တော့ဘူးတစ်ချက် နောက်တကဒီလက်ဖက်ထဲမှာလည်းဘိုးရင်ရှိနေပါလေဆိုတော့ဒီလက်ဖက်ကစားလို့မဖြစ်တော့ဘူးနောက်တော့ပြန်ပြီးစဉ်းစားကြည့်တယ်ဒီလိုဆိုရင်တော့ဖြတ်ပြီးဖြတ်ပြီးဆိုတော့ကရေထဲလည်းဘိုးရှိတယ်ဆိုတော့ဒါကြီးဒီမတော့ဟာတော့ဘူးလားဟောဖြစ်လာဟုတ်တယ်မလားဒါကြောင့်အစုံကတော့တစ်ဖက်စွန့်သိပ်မရောက်အောင်လို့ရေဆက်တတ်ဖို့လိုပါတယ်တစ်ချက်တစ်ချက်ဟာလေးတွေကမိမိတို့လည်းတကယ်မြင်တာလည်းမဟုတ်ဘူးဒီစီလိုတဲ့စိတ်စေတနာကလည်းမရှိကြဘူးဆိုရင်တော့ဒါဟာအကျင့်လို့မရေဆက်တင်တော့ဘူး အဲဒီအပြစ်လို့တာယူဆခြင်းနဲ့ဆင်းတော့အသက်မရှူပဲနေဖို့ပဲရှိတော့တယ်။ခမင်းမစားပဲပဲရေမတော့ပဲပဲနေဖို့ရှိတော့တယ်။ဟုတ်တယ်တဖက်ဆုံးမရောက်ကြတာတော့ဘုံကောင်းပါတယ်။သို့တော့ခုဒီမှာပြောနေတဲ့အပိုင်းလေးကတော့အသားကိုမွေးမြူရေလုပ်ပြီးတော့ကုံသွင်းခြင်းဆိုတဲ့လုပ်ငန်းဒီကုံသွင်းခြင်းလုပ်ငန်းနဲ့ပတ်တယ်လို့ဘုရားရှင်ကမိစ္ဆာအဇိဝဖြစ်တယ်လို့ဟောရင်တော့ဥဇဏုဘက်ကလည်းမိစ္ဆာအဇိဝဖြစ်တယ်လို့တော့ပြောတာပဲ။ဘုရားရှင်ကမိစ္ဆာအဇိဝလို့ဟောထားတယ်အဇောအမိန်တရားကို ဝိဇ္ဇဏုကသမ္မာအာဇီဝဖြစ်ပါတယ်လို့ကြံပြီးတောဟန်လို့ကမရှိဘူးဥဇ္ဇဏုကတပ်ပညတဉာဏ်ရတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးတောလန်နေနေဆိုတော့ကမိမိတို့ဘက်ကတပ်ပညတဉာဏ်ရတယ်လို့ဝန်ခံနိုင်ပါတယ်ဆိုရင်တော့ကြံတောလန်နေတောဟန်ဖို့သို့သော်ဒါမျိုးသိကံမရှိပါဘူးဘုရားတစုဟောထားတဲ့တရားတစ်ခုကိုနောက်ဘုရားတစုကမှားပါတယ်လို့ပြောရုံဓမ္မတာဥဇ္ဇဏုသာသနာတော်ဘက်မှာမရှိဘူးနော်ဒါကြောင့်